်ဟယ်လိုအားလုံးဝမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ညမှာဆိုလို့ရှင်တော့နိပြဒါအမိုရင်ကပေါ့နော်ကျွန်တော်တို့ဒါတရင်စာရှင်လင်းပွဲလိုင်ယွန်နဲ့ပွဲစဉ်အတွက်ကျွန်တော်တို့ဒါလှုပ်ထားတယ်ပေါ့ဗျာအဲ့ဒီတဲကမှကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကျွန်တော်ဆွေးနွေးသွားကြမယ်အကုန်လုံးတော့ကျွန်တော်ပြောမှာမဟုတ်ဘူးပေါ့နော်ဒါအခြေအကြီးဖြစ်သွားလိမ့်မယ်ဆိုတော့အမိုရင်အနေနဲ့အန်ဒရယ်ဦးနနာကိုဂိုဒမနီယာပြန်ပြီးတော့ပေးလာမှာဖြစ်တဲ့အကြောင်းရင်အာမက်ဒီယာလို့အေဒင်ဟေဗင်နဲ့ တခြားကျွန်တော်ကျင်တဲ့ injury ပြဿနာနဲ့ပတ်သက်တဲ့ကစားမတွေဘယ်ချိန်ပဲနေရာပြန်ပြီးတော့ပါနိုင်မလဲပေါ့ဒါလေးနဲ့ပတ်သက်ပြီးတော့ amorin confirm လုပ်ထားတာတွေကျွန်တော်ရှိတယ်ပေါ့နော်ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါဆွေးနွေးသွားရအောင်ပါအလုံးမမင်္ဂလာပါပထမဆုံးအနေနဲ့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ MOD က injury ပြဿနာတွေနဲ့ပတ်သက်လို့ကျွန်တော်စပြောထားတယ်ဗျအဲ့ဒါလေးကိုကျွန်တော်ကြည့်ကြည့်အောင် ဘယ်ရောက်ပါခုနကတော့ပြောနေတော့ရှိသေးတယ်เนาะ injury တွေမှာဆိုလို့ရှိရင်ဟိုနော် Amoring က okay ဆိုတော့ Zixy ကတော့ဗောနော်ယာဒီကုံအထိ နားရတော့မှာဖြစ်တယ်ဗောနော်ကစားမတယောက်အတွက်ဒီဘောလုံးရာဒီကုံထိ နားရမယ်ဆိုတာမျိုးကအင်မတန်ကိုခဲရင်တဲ့အရာပါဗောနော်ဒါပေမဲ့လို့ဘောလုံးလောကမှာဒါရီဟာတခါတလေဖြစ်နေကြဖြစ်တယ်ဗောနော်ဒါတစ်ဖက်ကဒီလစ်ကတော့ရာဒီမကုံခင်တော့ကျွန်တော်ပြန်ပြီးတော့ကစားနိုင်ဖို့ရှိတယ်ပြန်ကစားနိုင်ဖို့အတွက်လည်းဒီလစ်ကိုယ်တိုင်ကတော်တော်ကိုကျိုးပန်းနေတယ်ဗော အဲလူငယ်လေးဖြစ်တဲ့ Eden Heaven ကတော့ကျွန်တော်တို့ Lion နဲ့ကစားမဲ့ပွဲစဉ်မှာပါနေအောင်မှာမဟုတ်ဘူးလေ့ကျင့်ကွင်းမှာဒဏ်ရာအသေးစားတစ်ခုရခဲ့တဲ့အတွက် Eden Heaven ကိုကျွန်တော်တို့ Lion နဲ့ဒုတိယအကြော့မှာမြင်ရဖို့မရှိဘူးဗောနော် Johnny Evans ကတော့လေ့ကျင့်ကင်းနေပြန်ပြီးတော့ဆင်းနေပြီးဖြစ်ပေမဲ့လို့ Lion နဲ့ဒုတိယအကြော့ပွဲစဉ်ကိုတော့ပါဖို့မရှိသေးဘူးဆိုပြီးတော့ပြောထားတယ်အာမက်ဒီယာလူကတော့ဒီလာထဲမှာပါဖို့အတွက် ready မဖြစ်သေးဘူး။ဒါပေမဲ့ယာတီမကုံကင်မှာအာမက်ပြန်ကစားနိုင်ဖို့ရှိတယ်ဆိုပြီးတော့သူယုံကြည်ထားကြောင်း ြောသွားတယ်ဆိုတော့ဒါကတော့လက်ရှိ injury ပြဿနာတွေနဲ့ပတ်သက်လို့အမ်မိုတွေပြောခဲ့တဲ့အရာတွေပေါ့လေဆိုတော့ဒါဘယ်လိုပြောမလဲကျွန်တော်တို့ဒီ zigzag နားမှာတော့ကျွန်တော်တို့ဒါအလုံးသိပြီးသွားပြီပေါ့နော် zigzag နားရမယ်ကျွန်တော်အနေနဲ့ပြီးလို့ရှိရင်ဒီ delay ပေါ့နော်လက်ရှိမှာမကန်နိုင်ဘူးဆိုတော့ကျွန်တော်တို့တည်တည်တိုင်းပဲ delay ကဂျာတီမကုံကင်ပြန်ပါမယ်ဆိုတော့ကောင်းတဲ့အရာပေါ့ဗျာဂျားထဲမှာ Aiden Heaven မယ်။ Aiden Heaven တော့ကတော်တော်ကိုကံမကောင်းတာပါ။ Eden Heaven League ကကျွန်တော်အနေနဲ့ဒီလစ်ကျင်အကွင့်မှာအသေးစားဒဏ်ရာထက်ရသွားတယ်ဆိုတော့တော်တော်ကံမကောင်းတာထူးသဖြင့်ကျွန်တော်တို့အခုလိုအချိန်ဒီခံစစ်မှာလူတွေလူနေတဲ့အချိန်မှာဒီကောင်လေးကိုကျွန်တော်ကမြင်ကျင်းတာနော်ကျွန်တော်ဒီ injury ပါလဲအဝါမတိုင်ခင်တုန်းကဒီ international break မတိုင်ခင်တုန်းကကောင်လေးကိုကျွန်တော်လက်လွတ်လိုက်ရတယ်အခုလက်ရှိသူပြန်ပြီးတော့ပါလာတယ် ဒေဂျင်ငယ်နေစင်းနေတော့မှာပဲထပ်ပြီးတော့အသီးစားထရန်ရတယ်ပေါ့ဆိုတော့လိုင်ယွန်နဲ့ပွဲစဉ်တော့ပါဖို့မရှိဘူးနောက်ပွဲကြီးကြလို့ရှိရင်တော့အချိန်ပြန်ယူပြီးတော့အဲနောက်တဲ့နှစ်ပွဲသုံးပွဲလောက်ဆိုလို့ရှိရင်တော့ heaven ကိုပြန်ပြီးတော့မြင်ကောင်းမြင်ရနိုင်စွမ်းရှိတယ်ပေါ့နော်တော်တော်ကံမကောင်းပါဘူးကောင်းလေးတွေ့တယ်အခုလက်ရှိ lisandro marines တို့နားနေတဲ့အချိန် delete တို့နားနေတဲ့အချိန် lindelof တို့ကအဆင်မပြေတဲ့အချိန် maguire နဲ့ဒီ lenny euro လောက်ပဲကောင်းကောင်းသုံးလို့ရပြီးတော့ masterwee တို့တိုင်ပတ်နေတဲ့အချိန်မှာ eden heaven က တကယ်တမ်းပြောရရင်အတင်းရဲ့ခံစင်မှာအများကြီးအကူအညီပေးနိုင်မှာပြည်ထနာကဒီကောင်လေးကထပ်ပြီးတော့ဒဏ်ရာရသွားတယ်ဗောနော်ဂျူနီအဗန်စ်ကတော့လေ့ကျင့်ခန်းပြန်ဆင်းနေပြီးတော့ဖြစ်တယ်တိုင်းမေတို့ဒီပွဲကိုတော့လွဲချုံမှာဖြစ်တယ်ဆိုပြီးတော့သူပြောထားတယ်ဂျူနီအဗန်နဲ့ပတ်သက်လို့ကတော့ပြည်သက်တွေအများကြီးမျှော်လင့်လို့ရတဲ့အခြေအနေမှာမရှိတော့ဘူးဗောနော်ဂျူနီအဗန်စ်ကကျွန်တော်တို့မျှော်လင့်လို့ရတာဆိုလို့ events ကပေါ့နော်အတွေ့အကြုံရှိတယ်ဗျာနံပါတ်1အတွေ့အကြုံရှိတယ်နံပါတ်2ကစားမရဲ့ ball playing ability ကတော်တော်လေးကောင်းနေပေါ့နော်ဒါပေမဲ့လို့သူတအားကိုအသက်အရွယ်ရနေပြီးတော့ဘောလုံးနဲ့လည်းတော်တော်ဝေးနေပြီးကစားရဲ့နောက်ဆုံးချိန်ကိုကျွန်တော်ကြည့်တော့တော်တော်ကိုအလန့်ဝေးနေပြီးဆိုတဲ့အခါကျတော့တော်တော်တိုင်ပက်ပါတယ်ဆိုတော့ဒီသူတို့ပြန်ပါလာလို့ရှင်တော့မှကျွန်တော်ညှို့လင့်စရာဘာမှမရှိဘူးပေါ့နော်နောက်တစ်ခုကတော့အာမတ်ပေါ့လေအာမတ်ကတော့ ready ဖြစ်သေးတာမဟုတ်ဘူးပေါ့ဆိုတော့ကျွန်တော်တို့ဒီဒီလအကိုပဲအာမတ်ကမပါနိုင်သေးဘူးဆိုတဲ့သဘောပဲဟွန်း အမတ်ကဒီဒီဒီ AB လာတဲ့မှာကိုပြန်ပါနိုင်ဥမာမရှိသေးဘူးဗျာเนาะဆိုတော့ကျွန်တော်တို့အနေနဲ့ဒီဘယ်လို9လပိုင်းချက်မှာပြန်ပါမဲ့နေထိုင်မျိုးပဲအမတ်ကဆိုတော့အာမက်ဒီယာလူက9လပိုင်းမှာပဲပြန်ပြီးတော့မြင်ရနိုင်စွမ်းရှိတဲ့အခြေအနေမျိုးဆိုတော့ဂျာဒီမကုံကင်းတပွဲနှစ်ပွဲလောက်ပဲအလွန်ဆုံး၃ပွဲလောက်ပဲတောင်မှကစားနိုင်တာမျိုးမြန်ဖြစ်သွားမလားမသိဘူး တော်တော်တိုင်ပတ်တယ်ပေါ့နော်ဆိုတော့ဒါကလက်ရှိ injury ပြဿနာတွေနဲ့ပတ်သက်လို့ကျွန်တော်ကနီးပြားကပြောထားတဲ့အရာပေါ့ဗျာဆိုတော့နောက်ထပ်ကျွန်တော်ဆက်ကျွန်တော်ဆက်ပြီးတော့ကျွန်တော်ကြည့်အောင် Andre Onana နဲ့ပတ်သက်လို့ပေါ့နော် Andre Onana ကဒီ Lion နဲ့ဒုတိယကျောပွဲစဉ်ပြန်ပြီးတော့ပွဲထွက်လာကစားဖို့အတွက်အဆင်သင့်ဖြစ်နေပြီဖြစ်တယ်ပေါ့နော်အဆင်သင့်ဖြစ်နေပြီဖြစ်တယ် ကျွန်တော်ဟိုဒီဘားကြောင်မြန်ဟိုပွဲထွက်ခွင့်ပေးရလဲဘာညာဒိုင်းနဲ့ပတ်သက်ပြီးတော့လည်းသူပြောထားသေးတယ်ဘာလို့ဦးနှနာကိုပေါ့နော်ဒီလိုင်ယံရဲ့ဒုတိယကြောက်ပွဲမှာပြန်ကစားခိုင်းဖို့ဆုံးဖြတ်ခဲ့လဲဆိုတော့နီးပြအတူအနေနဲ့ကောသူ့အနေနဲ့ပေါ့နော်ဒါကစားသမားဟောင်းတူအနေနဲ့ကောဒီလိုအချိန်ဒီမှာကစားမားတယောက်ကိုကူညီနိုင်မဲ့အရာတွေတက်နေသည်မြသူကြိုးစားနေတယ်ပေါ့ကစားမားတွေကို physical ဘိုင်းရအကင်တွေ့ရတဲ့အကြောင်းတွေပြောကြပြီးမြဲတယ်လို့ စိတ်ပိုင်းဆိုင်ရာအရာကင်တွယ်နိုင်ဖို့လည်းကျွန်တော်လိုတယ်ပေါ့နော်ဒီဘက်ထဲမှာတော့သူ့ရဲ့ဆုံးဖြတ်ချက်ကဦးနနာကိုပြန်ပြီးတော့ပွဲထွက်ခွင့်ပေးဖို့ဖြစ်တယ်ပေါ့ဒါရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့ဦးနနာကိုပြန်ပြီးတော့နေရာပေးဖို့ဆုံးဖြတ်ခဲ့တဲ့နေရာမှာနိပြအမိုရင်းရဲ့ဆုံးဖြတ်ချက်လာပေါ့ဒါမှမဟုတ်ခမားပေးမှရှိတဲ့သူတွေနိပြအဖွဲ့ဝင်တွေဘာတွေရဲ့တော့ကျွန်တော်ဒီအကြံဉာဏ်ညီမြဖြစ်မလားတွန်းအားပေးမှုညီမြဖြစ်မလားပေါ့ဒါနဲ့ပတ်သက်ပြီးတော့ဦးနိပြကတော့ဟိုဘယ်လိုပြောမလဲသူ့အနေနဲ့ပေါ့နော်ဆုံးဖြတ်တဲ့တစ်ခုကိုချဖို့အတွက် သူရဲ့ဒီ assistant နေပါနေပေါ့နော်လက်ထောက်နီးပြရင်းနဲ့စကားပြောစုမှုတွေသူအမြင်နဲ့လောက်ရတယ်ပေါ့ဒါပေမဲ့လို့နီးပြတအူးနေနေရောကစားမဟောင်းတအူးနေနေပါသူဘလို့လက်ရှိ amoring ဘာလဲဥနနာဘလို့ခန်းစားနေရမလဲဒီချိန်မှာဘလို့တိုင်ပက်နေမလဲဆိုတော့သူကောင်းကောင်းအဲသဘောပေါက်တယ်ပေါ့နော်ဆိုတော့တခြားကစားမားတွေအပေါ်မှာပဲကျွန်တော်သုံးသက်တဲ့အတိုင်းပဲသူသုံးသက်ပြီးတော့ရွေးချယ်ဖို့သူဆုံးဖြတ်တယ်ဒါပေမဲ့ဒါပေမဲ့လို့ဂိုးနီးပြပြောရမလားဂိုးနီးဂိုးနီးပြနဲ့ assistant နီးပြပါတော့ဒါ George Fighter ဆိုတာရှိတယ်ဗောနော George Fighter ကလည်းဒီအခန်းကဏ္ဍပြောချင်တာကသူဆုံးဖြတ်တဲ့ဦးနနာကိုပြန်နေရပြီးဘူးဆိုတော့အခန်းကဏ္ဍမှာအဓိကပါဝင်နေတယ်ဗောနော်ဆိုတော့နီးပြအဖွဲ့ဝင်နေတဲ့သူဘလို့ပဲအကြံဉာဏ်ကြီးစကားကြီးပြောခဲ့ပါစီနောက်ဆုံးမှာတော့အပြီးတဲ့ဆုံးဖြတ်ချက်ချချာတွေသူဖြစ်တယ်ဗောဆိုတော့ Andre ဦးနနာကိုလက်ရှိပွဲထွက်ခွင့်ပြန်ပြီးတော့ပေးတဲ့နေရာမှာသူ့ရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်ဗောဗျာတူတက်ဘူးကတော့ကွင်းထဲမှာအများကြီးလူနေသေးတယ်ဗောနော်ဟိုကွင်းထဲမှာလည်းနေရာတိုင်းကိုကျွန်တော်တူတက်အောင်လုံမှတ်ရမယ် ဂူးသမားနေရာအတွက်လည်းအတူတူပဲပေါ့နော်ကျွန်တော်တို့အတင်းကတိုက်စစ်မှုတွေဂိုးတွေပူရလာရင်ကန်ဆယ်လဲပူပြီးတော့သူ့အနေနဲ့သူကောင်းလာနိုင်မယ်ပေါ့ဒီခါလေးမှာစွမ်းဆောင်ရည်တွေထိုးကြတဲ့ຢာဒီမျိုးတွေရှိတတ်တယ်ပေါ့နော်ကျွန်တော်တို့ကအတင်းတွေကဘယ်ပိုစီရှင်မှာအတွက်မဆိုသိတယ်မလားတည်တည်ချာချာအဆုံးဖြတ်တွေပြုတ်လုပြီးတော့ဒီမှာဒီပြပြောင်းလုံးဟိုနေရာပြေးသွားတာတွေကျွန်တော်လောက်ပါမှာပေါ့နော်ဦးနန္ဒာကတော့သူလိုင်ယွန်ရဲ့ပွဲစဉ်မှာ အင်မတန်ကောင်းအောင်ကစားနိုင်လိမ့်မယ်လို့သူတီးကြအင်မတန်ကောင်းအောင်ကစားနိုင်နိုင်လိမ့်မယ်ဆိုတော့သူတီးကြတယ်ပေါ့နော်ဒါပေမဲ့ तू မကောင်းဘူးဆိုလို့ရှင်လည်းပဲလူတွေကတော့ပေါ့နော် အာမင်းအမိုရင်ရေးဒါကတော့မင်းဆုံးဖြတ်ချက်ကတော့မှားသွားပြီဆိုပြီးပြောကြမှာပဲပေါ့အဲဘယ်တော့မှပေါ့နော်ဘာဘလို့ဖြစ်လာမယ်ဘာကိစ္စမှသူကြိုတိနေတာမျိုးတွေကျွန်တော်မဟုတ်ဘူးဒါပေမဲ့လို့ကျုပ်အနေနဲ့အဖက်ဖက်ကထည့်ပြီးတော့အရာအလုံးကိုစဉ်းစားပြီးတော့ပွဲကိုမြင်အောင်ကြည့်ဖို့ကျွန်တော်ကြိုးစားတယ်ပေါ့နော်အဖေကတော့ရှင်းတယ် အန်ဒရယ်ဦးနနာဒီလန်ယူနဲ့ဒုတိယအကြုံမှာပြန်ကစားဖို့အတွက် ready ဖြစ်နေပြီပေါ့ဗျာအဓိကတော့ဒီ press conference မှာအန်ဒရယ်ဦးနနာရဲ့အခြေအနေကဒါ topic အဓိကဖြစ်သွားတာပေါ့နော်ဘာလို့လဲဆိုတော့ဦးနနာနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဒါအခုချိန်မှာကပြောစရာအကောင်းဆုံးအရာဖြစ်နေတာကို MOD တွေကဒီအဓိကအရာကလည်းဗျာနော်ဒီလောက်ထိအမှားလုပ်ထားတဲ့ဂူသမားကိုတောင်မှဘာလို့ပြန်ထည့်ရမလဲဆိုတဲ့ပုံစံမျိုးတွေလည်းကျွန်တော်ရှိကောင်းရှိမှာပဲဟိုတနေ့ကအပြောင်းလဲလုပ်ပြီးတော့ကျွန်တော်တို့ဒီ လို့ပြောမလို့ဘိုင်နာကိုကျွန်တော်တို့ထည့်တော့လဲဘာမှမှကျွန်တော်မထူတာလေဟုတ်တယ်မလားဆိုတော့နီးပြဘက်ကကျွန်တော်တို့ကြည့်တော့လဲရွေးချယ်စရာများများဆက်ဆက်ကမရှိဘူးကျွန်တော်ပွဲကျွတ်သွင်းတဲ့ချက်မှာကျွန်တော်ပြောခဲ့ကြလို့ပဲနီးပြရဲ့ရွေးချယ်မှုတွေကအများကြီးစကားပြောမှမှန်ပြီမဲ့လို့အန်ဒရယ်ဦးနနာကပွဲအကြီးတွေမှာသူအမြင်အမှားတော့လှုပ်လေရှိတာတွေတော့ရှိတယ်ဒါပေမဲ့သူဒီဒါ Champions League Final တွေပါပြီးပါကစားပြီးတော့ဒီတော့အတွေ့အကြုံကောင်းကောင်းရှိတဲ့သူเนาะဒါအပြင် ပင်နေဒီအဆုံးဖြတ်ကြတော့ဘိုင်နာကပူပြီးတော့ကောင်းနေသူကျွန်တော်မြင်တော့ရဘိုင်နာပူပြီးတော့ပင်နေဒီအဆုံးဖြတ်ပူပြီးတော့ကောင်းနေပင်နေဒီကာကွယ်တဲ့နေရာဒီမှာပူပြီးတော့ကောင်းနေကုနနာကကြတော့ပွဲကြီးကစားတဲ့နေရာဒီမှာပူပြီးတော့အထွေကြုံရှိတယ်ပေါ့ဒါမျိုးကွာနေတာဆိုတော့ဟိုနီးပြတယောက်တည်းအဆုံးဖြတ်တာအင်မီနန်ခင်းရင်ပါတယ်ဒါကြောင့်သူ့အနေနဲ့ပေါ့နော်ပုံမှန်ပွဲထွက်ခွင့်ရတဲ့ Andre Onana first line နဲ့ keeper ကိုနေရာပြန်ပေးလာတာကပြောစရာဖြစ်ပေမဲ့လည်းလို့တကယ်တွေးကြည့်ရရင်အများကြီးတော့အများကြီးတော့ကျွန်တော်မရှိဘူးကျွန်တော်ပြည်သက်တွေထဲမှာဆိုလို့ရှိရင် ဘိုင်နာကိုနေရာပြန်ပြီးတော့ပေးပေးပေးတင်နေဆိုတဲ့ပုံစံမျိုးယူဆတဲ့သူတွေတောင်မှရှိတယ်ပေါ့နော်ကျွန်တော်ပြောချင်တာကမလွယ်ဘူးဗျာအဓိကကတော့ကို့အတင်းမှာကောင်းတဲ့သူမဟုတ်ဘဲနဲ့စိုးတဲ့ဂူမာနှစ်ယောက်ရှိနေတဲ့အနေအထားမျိုးမှာဘသူကပူဆိုးပြီးတော့ဘသူကိုနေရာပေးရမယ်ဘသူကိုချမ်းမယ်ဆိုတာကောင်းကောင်းကျွန်တော်နေနဲ့ဟိုရှားပွေးမရလို့ပဲတည်လာအဲ့ဒါပြဿနာတော်တော်ကြီးတယ်ပေါ့နော်အဲ့ဒါပြဿနာတော်တော်ကြီးတယ်ဆိုတော့အချုပ်ကြီးရလို့ရှိရင်အန်ဒရယ်ဦးနနာကပြန်ပြီးတော့လက်စွမ်းပြနိုင်လိမ့်မယ်လို့သူယုံကြည်ထားတယ်ဆိုတော့အန်ဒရယ်ဦးနနာကိုပွဲထုတ်ခွင့်ပေးဖို့သူဆုံးဖြတ်ပြီးသွားပြီပေါ့ဗျာ ညဝေါ်ချလောင်းရှိတာဆိုတော့เนาะအဲဝေါ်ချလောင်းကတော့ဗျာဘယ်လိုပြောလဲလွတ်ပြင်းနေတာဗျာเนาะလူကပြင်းနေတော့ဟိုဘယ်လိုပြောမလို့တိတ်မလုံချင်ဘူးဖြစ်နေတာဒါပေမဲ့လည်းလို့เนาะအာဇင်နယ်နဲ့ရီယယ်မက်ထရစ်ပွဲလို့ပြီးရင်အင်တာနဲ့ဖိုင်ယန်ပွဲလို့ဆိုတာကဝေါ်ချလောင်းလုပ်ရင်တော့ကောင်းမယ်ပေါ့เนาะကျွန်တော်တက်ရတော့မပြောနိုင်သေးဘူးဗျာဒီလွတ်ဆောင်ပြင်းကြီးနေလို့เนาะဒါပေမဲ့လို့ဝေါ်ချလောင်းလုပ်မယ်ဆိုလို့ရှင်တုံးတဲ့နိုင်မယ်ကျွန်တော်မိနစ်20ခန်းကြူပြီးတော့အဲကျွန်တော် schedule လုပ်လို့ရှိရေပေါ့เนาะအဲ့ဒါကို page မှာတော့ပါအောင် share ပြီးမယ် ဆိုတော့အဲ့ဒီကျမှကျွန်တော်ပြင်ပြီးတော့တွေးကြတာပေါ့အလုပ်ဖြစ်ဖို့တော့များတယ်ထင်ပါတယ်ဒါပေမဲ့လူကပြင်းနေတာဗျာသိရလူတော်ပြင်းနေတာနော်ဟိုကိုအတင်းပွဲမှာမဟုတ်လို့ရှင် channel ပွဲစဉ်ကိုကျွန်တော်အသိမလုပ်ချင်ဘူးဖြစ်နေတာကိုအတင်းလောက်တိတ်ပြီးတော့ပွဲပေါ်ပွဲပေါ်ဆိုတာတဲ့ပရိသတ်တွေနဲ့စကားပြောတဲ့နေရာသိတယ်မလားကျွန်တော်တို့ဒီကြည့်တဲ့ညီကိုတွေနဲ့ comment တွေမှာစကားပြောတဲ့နေရာမသိအာယုံမလာဘူးဖြစ်နေတာအမေတို့ပေါ့နော် watch long ကတော့အဲလွတ်တင်တဲ့ပွဲတော့မဟုတ်ဘူးပေါ့ဗျစောင်းစောင်းကြည့်ကြပါအောင်ဆက်တမိုင်းကြည့်တမိုင်းဒီမှာလေ โอเคကျေးဇူးများဒီမှာလည်းအအသင်းကားဗျာတဲ့အကုန်ပြောင်းလဲတင်နေပြီတဲ့เนาะလက်ရှိမှာဗမာအဆင်မပြေတော့โอเคလူရှောကားတဲ့ဘယ်လေ့ကျင့်ကွင်းမှာတန်ရရတာလဲတဲ့เนาะအာ Eden Heaven မှာလူရှောမဟုတ်ပါဘူး Eden Heaven ကတန်ရပြန်ပြီးတော့ရတာပါရတာပါเนาะဆိုတော့ Eden Heaven ကတန်ရပြန်ပြီးတော့ကျွန်တော်ရတာပါ လိုင်ယွန်နယ်ပွဲမှာတော့တဲ့တီကြရပြားတဲ့1စီတမ်းမို့2ဝန်းနဲ့နိုင်ပါပါတဲ့နော်။ Okay ကျူတီမြိုက်တင်ပါတယ်နော်။ Okay လောင်းကြည့်လို့ရှိရင်တော့ကိုယ့်အကူ 1H ဘက်တီဘိုင်းမှာတွတ်လောင်းပါနော်။အိုင်ယွန်နောက်တဲ့အိုင်ယွန်နောက်တဲ့မန်နေလာမမန်နေဆင်တယ်ပါနော်။ကိုယ့်အကူလောင်းကြည့်လို့ရှိရင်တော့ကိုယ့်အကူဟိုမှာတွတ်လောင်းနော်။ဒီလိုအိုင်ယွန်နောက်တဲ့အိုင်ယွန်နောက်တဲ့ဇကားကြီးလာမမန်နေနော်။လောင်းကြည့်ကိုယ့်အကူတခြားလောင်းလို့ရတဲ့နေရာတွေအများကြီးပဲအောင်ကြီးဆိုတာအီးကြောင်ဆိုတာနော်။မင်းတွတ်မှန်နော်။ဒီဒီမှာအဲ့အဲ့ဟာကြီးလာမမန်နေကျွန်တော်တော့မလုပ်နဲ့နော်။ Ipswich ရဲ့เนาะ Dilap Ipswich ရဲ့ Dilap ကတဲ့ Chelsea နဲ့ United ပဲဦးသွားမယ်ထင်လဲတဲ့အဲဆရာသမားကြီးเนาะဒါကတော့ဗျာပြောဖို့စိုးရုံသေးတယ်ပေါ့နော်ဒါငွေကြီးတက်နိုင်တဲ့အသင်းလည်းဖြစ်တယ်ပြီးလို့ရှိရင် Champions League လည်းဝင်ခွင့်ရဖို့အချိန်ကြီးကောင်းနေဆိုလို့ကျွန်တော် Chelsea ကိုသွားမှာပေါ့ Chelsea ကခေါ်လဲခေါ်နိုင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီဘယ်လိုပြောမလဲဘယ်လိုပြောမလို့ အဲသူတို့ချန်ပီယံလေးကိုလည်းလက်ရှိမှာ top 4အတွင်းဝင်ဖို့အချင်းကြီးကောင်းနေတာဟုတ်ပြီးသူတို့ငွေတက်နိုင်နေပြသည်လားနော်။တန်း90မြင်တန်း90တန်း60မြင်တန်း60တည်တယ်မလားတော့နော်။ဆိုတော့အဲ့လိုမျိုးတွေသူတို့ကတက်နိုင်နေအသင်းဆိုတော့ကိုဒီလိုမျိုးကိုအသင်းကကစားသမားကိုအရင်ရောင်းပြီးမှရလာမဲ့ငွေနဲ့ပြန်ခေါ်ဖို့ကြိုးပမ်းမဲ့အသင်းတွေကတော့အဲ့လိုအသင်းနေနဲ့ရှင်ပြီးတော့ခေါ်ဖို့ကမလွယ်ဘူးပြသည်လား။နော်ရှင်ပြီးတော့ခေါ်ဖို့ကတော့မလွယ်ဘူး။ကစားမဘက်ကကျွန်တော်ကြည့်တော့လေ Manchester City Academy ကထွက်လာတဲ့ကစားမနော်ဟိုသင်းဒီသင်းနဲ့ယူရင်းနေမှာမဟုတ်ဘဲနဲ့သူ့အတွက်ပို့ပြီးတော့နော်အသင်းတော်မဲ့အသင်းမျိုး ါပါတော့သူသူသူဒါချန်ပီယံလိပူကောင်းရမယ့်အတင်းမျိုးပြင်မလား contract ပူကောင်းတဲ့အတင်းမျိုးပို့ပြီးတော့ stable ဖြစ်တဲ့အတင်းမျိုးကိုသူပြောင်းကောင်းပြောင်းမှာပဲပြင်မလားဆိုတော့ကိုအတင်းကတော့မန်နိုင်ပြောလက်ရှိဘန်နာကြီးပြဿနာတွေကြောင်းနေလက်ရှိချန်ပီယံလိဝင်ခွင့်နဲ့တော်တော်ကြီးအလန့်ဝေးတဲ့အချိန်ကြီးကြောင်းကိုပဲအဘယ်ကစားမှမခေါ်ဖို့အတွက်เนาะကျွန်တော်တို့ဒါအရင်ကြီးအအစဉ်ပြည်နေတယ်ဆိုတော့ level မျိုးမှာကျွန်တော်ရှိမနေဘူးဗျာဒါအပြောင်းရွှေ့ကကျွန်တော်တို့တော်တော်အာရုံနောက်ပါတယ်เนาะ Okay uh so do United 2 season နာမည်လို့တော့ထင်တာပဲဗျာတယ်เนาะ Okay Real ပဲ watch down လို့ပါလာတယ်เนาะပြင်ထားလို့မှဆက်တပိုင်းเนาะရှိရဗျာတယ်เนาะ Bayna ရဲ့ပြည်တနာက goalkeeper မဟုတ်ပဲတယ်เนาะ Bayna ရဲ့ပြည်တနာက goalkeeper မဟုတ်ပဲဆိုတော့က Okay ဆိုတော့ဟိုသူလည်းဟိုနေ့ကအမှားလုပ်သွားတာပဲဆက်တမနော်ဆိုတော့အမှားလုပ်တဲ့သူကတော့အမှားလုပ်မြင်ကြမှာပဲဘယ်သူမှဒီချိန်မှာဖြစ်တွေးဖို့တယ်เนาะဆိုတော့เนาะเนาะဆိုတော့ဖြစ်တွေးပြီးတော့ကျွန်တော်ဒါအချိန်ကြီးမကောင်းဘူးသိရမလားเนาะ โอเคဆိုတော့အဲနောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ပါနောက်တစ်ခုကနီးပြအမိုရင်ကတော့ပြောပါတော့ဒီအပြောင်းရွှေ့နဲ့ပတ်သက်လို့အမိုရင်ပြောထားတာလေးကျွန်တော်ရှိတယ်ဒီလားဂုဒမအစ်စ်ပေါ့နော်။လောနွေရည်ပြောင်းရွှေ့တဲ့ဂုဒမပြေရှာပွေခြင်းရှိမရှိဆိုတာကိုဖြေဖို့ဘာလို့ခက်ခဲနေတာလဲဆိုပြီးတော့မီဒီယာမီဒီယာတွေကပြောလာတော့မိကွန်းတွေကိုခင်ဗျားကြီးပါဖြေဒီကိုကျွန်တော်မှသာရှိပါမယ်။โอเคတော့ထားပါနော်။ဟိုဂုဒမအစ်စ်ရှာမလားပါညဒါတည်းရဲ့ဒီချိန်မှာ press conference မှာမီးတင်တဲ့အချိန်မျိုးမဟုတ်သေးဘူးလေဟုတ်တယ်မလားနော်။ နော်ကျွန်တော်တကယ်လူတွေနော်အဲမီဒီယာတွေကလည်းဘာကြီးချောက်မေးချင်မှမသိဘူးနော်ဟမ်ခဏလေးခဏလေးနော်ခုနကသူအပြောင်းရှိ transfer နဲ့ပတ်သက်လို့ပြောထားတာတွေကျွန်တော်ရှိတယ်နီးပြအနီးပြကျွန်တော်မျက်စိမှားလာသူပြောထားတာရှိပါတယ် အဲခေါင်းကြီးပြောထားတာရှိတယ်ခေါင်းကြီးပြောထားတာရှိတယ်เนาะ transfer နဲ့ပတ်သက်လို့ကတော့ကျွန်တော်ပြောဖို့စိုးသေးတယ် okay ခေါင်းကြီးခေါင်းကြီးခေါင်းကြီးပြောထားတာရှိတယ်ခေါင်းကြီးပါပြောထားလေးဆိုတော့အဲဆိုတော့ခေါင်းကြီးကဦးနန်းအနေနဲ့ပေါ့เนาะလောလောဆယ်ဝေဖန်မှုတွေလောလောဆယ်အခြေအနေကိုကြည့်ရင်ပေါ့သူကလုံးဝတကဘာလုံးနဲ့သူဟာเนาะစန့်ကျင်ဘက်မှာဖြစ်နေတယ်လို့သူခံစားကောင်းခံစားနိုင်နေပေါ့เนาะအဲသူရှိမှာပေါ့เนาะသူသူဂိုးသမားအဖြစ်ယက်တီနေပြီးတော့သူရှိမှာကစားရတာ တော်တော်လေးကောင်းနေလို့သူထင်နေပေါ့ကျွန်တော်တို့အနေနဲ့ဒါအန်ဒရီဦးနနာကိုယုံကြည်မှုကျွန်တော်ရှိတယ်ပေါ့ကျွန်တော်တို့သူ့ပုံမှာအများကြီးယုံကြည်ထားတယ်ပေါ့ထူးခြင်းနဲ့ကိုသမားတယောက်ဆိုတာကိုသူ့ကိုလည်းကျွန်တော်တို့ဒါအားလုံးကသိထားပြီးသားပေါ့နော်အဲဟိုပြီးခဲ့တဲ့ဘောနော်ကျွန်တော်တို့ရဲ့အတိတ်ကကလပ်တီကိုပြန်ကြည့်တော့လေသူဘလောက်ထိကောင်းတဲ့ကုသမားတစ်ယောက်လဲဆိုတာတက်တည်ပြပြီးသားဖြစ်တယ်ဗောနော်သူရဘူးတဲ့ဆူဖလာတွေလည်းမနေဘူးဗောနော်ဒါပေမဲ့ကျွန်တော်တို့ကစားမဘဝမှာအတက်ကြဆိုတဲ့ကာလတွေကတော့အမြဲရှိတတ်တယ်ဗောနော်ကို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 အထူးသဖြင့်အာယုံဆိုင်ခံရတာတွေဝေဖန်ခံရတာတွေနဲ့ပတ်သက်လို့ကတော့ ဒါတွေအကုန်လုံးကိုလစ်လူရှူဖို့အကောင်းဆုံးကြိုးစားမှရမယ်ပေါ့အမ်ကိုလုတ်ကကိုလုတ်ကိုပဲအဓိကအာယုံဆက်ရမှာပေါ့ဗျာနေ့စဉ်လာရောက်ပြီးတော့တည်တယ်မလားကို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 ကောင်းအောင်ကျူးပန်းရမယ်ပေါ့နော်ဒါပဲကျွန်တော်အာယုံဆက်သွားမယ်ဒီလိုပဲဆက်သွားရမယ်ပေါ့နော်မနေ့ဖြန်ညာပွဲကတော့နောက်ထပ်ရောက်လာမယ့်အကောင်းဆုံးပွဲတစ်ပွဲဖြစ်ပြီးတော့ကိုကိုကိုအကောင်းဆုံးလုတ်ပဲလုတ်ပါလို့ပဲသူပြောနေတယ်ပေါ့နော်ဟိုကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီလိုဝေဖန်ခံရတဲ့အခြေအနေမျိုးတွေကြုံခဲ့မှုတွေပေါ့ဒီအတွက်တုံ့ပြန်မှုနီလန်ကတော့ ည်တယ်နေ့စဉ်ဆိုသလိုတည်တယ်မလားကိုရဲ့တောင်ကိုပူကောင်းအောင်လုပ်နိုင်ဖို့ကိုကိုကိုပူကောင်းအောင်ကျူးပန်းမှုပဲပေါ့အဲခေါင်းကြီးတို့ကပါမင်း lesson တွေပေးကုန်ပြီဆရာကြီးနော်ခေါင်းကြီးတို့ကပါ lesson တွေပေးတဲ့ပြီးခံတဲ့အဆင့်ကိုရောက်နေပြီတွေးကြည့်မမဘူးနော်တည်လိုက်ကျွန်တော်တို့လက်ရှိ Android ဦးနနာဝေဖန်ခံရတယ်ဆိုတာမင်းခေါင်းကြီးလောက်ကမင်းရလဲမင်းလှဲ့လက်ပဲနေလို့ရတယ်ဒီ Android ဦးနနာဝေဖန်ခံရတယ်ဆိုတော့ခေါင်းကြီးလောက်ကမင်းဒါမှမဟုတ်နေလို့ရတယ်မင်းမင်းမင်းအနေစမ်းနဲ့ပြောလို့ရတယ်ခေါင်းကြီးဝေဖန်ခံရတယ်ဆိုတော့တတိုင်းပြည်လုံးကဝေဖန်လာတည်လားနော် တိုင်းပြည်တော်ကဒီကောင်ကိုမီးမလုလာတာနော်သူတို့အင်္ဂလန်မှာကောမင်း United ပြည်သက်တွေကြားထဲမှာရောတခြားပြိုင်ဘက်ပြည်သက်တွေရောသိလားနော်ပြလို့ရင်ဘလောက်ထိတောင်ဆိုးလဲဆိုလို့ရှိရင်ဗျာဟိုယူဂန်ဒါလားမသိပါဘူးယူဂန်ဒါကဟိုဘယ်လိုပြောမလဲအဝါအဝါတွေကြားထဲမှာလွတ်တော်အမတ်တွေကြားထဲမှာတော့မသိတယ်မလားနော်ပြောင်းကင်လောင်ခံရတဲ့အစီမျိုးကြီးကျွန်တော်ရောက်လာတယ်လက်ရှိဦးရနာဝေဖန်ခံရနေဆိုတာမျိုးကမင်းပါပါလေးရဲ့ဆိုတော့ခေါင်းကြီးကဓာရီကိုသဘောပေါက်ပြီးသားဗျာ တည်တယ်မနော်သဘောပေါက်ပြီသားလက်ရှိကောင်းကြီးကလည်းအများကြီးပူကောင်းလာတယ်ဆိုတော့သူအဲ့ရနေဆန်အများကြီးပူကောင်းလာတယ်ဆိုတော့သူတမှုပြောနိုင်စွမ်းရှိတယ်ဗောနော်အဲတခုရှိတာကကောင်းကြီးဆိုတာကောင်းကြီးကိုပြဦးနနာရောက်စားတော့ကယာတိကျူခြေသန်းပွဲစဉ်နေကျွန်တော်တို့တွေ့တယ်မလားကောင်းကြီးကိုအတကုံအော်ဟစ်နေတာလေအဲဘာဖြစ်လဲညာဖြစ်လဲဆိုပြီးတော့ဦးနနာရောက်စားတော့ကအင်းအွန်ဒရယ်ဦးနနာကဘောလုံးပြီးတော့ကောင်းနေဟိဆိုတဲ့နမေကြော်ကြမှုနဲ့ရောက်လာတာမလားအဲ့လိုမျိုးဆိုတော့ကောင်းကြီးကအမှားလို့တော့ဟူကာဟူကာခွာအော်တာလေကောင်းကြီးကိုဒီကောင်ထိတ်တိုက်အော်ခဲ့တာတည်ရမလားနော်အဲ့လိုကစားမကအခုပြန်ပြီးတော့ဒီကောင်ကိုနော်လက်စင်းနေပေးကုန်ပြီ တော့မန်နာတခုကတော့ဗျာဝေဖန်တာတွေကိုလိုက်ပြီးတော့အာယုံရမနေနဲ့ဗျာတိတာနော်ကစားဘောလုံးကစားမဆူကြတဲ့ကမင်းကောင်းရင်ချီချူးမှာပဲပြိတက်တွေကမင်းစိုးရင်လည်းအမှန်ကန်ဝေဖန်ခံရမှာပဲကောင်းလည်းပဲအပြစ်မြင်နေဆိုတာနော်ကျွန်တော်ကလူနေစုဗျာဟုတ်တယ်နော်စိုးလည်းပဲတိရမလားမဟုတ်ပါဘူးကွာလို့မြင်တာလည်းလူနေစုပဲဆိုတော့ကောင်းရင်အများစုကတော့ဝေဖန်ညအိုးဗါလေချီချူးကြမှာပဲမကောင်းရင်မဝေဖန်ညမှာပဲဒါတွေကကျွန်တော်လစ်လျူရှုထားနေမှုကျွန်တော်လူတယ်ဗျာအခုတူမာတီကိုသွားပြီးတော့တုံ့ပြန်တာမျိုးတွေဘာတွေပေါ့နော် ဒါတွေကတော့ကစားမချင်းချင်းဒါ press conference ကြီးမှာဖြစ်တာဆိုတော့ okay ထားအောင်တော့ညီမတို့ line ပေါ်မှာဆိုလို့ရှိရင်ဦးနနာကဟာသားဖြစ်နေပြီဗျာသိလားဒါတွေကိုတူတူတူအကောင်းဆုံးပေါ့နော်ဟိုတူပြန်ပြီးတော့ကြော်ဖြတ်ပြနိုင်မှကျွန်တော်ရမှာလူတိုင်းရဲ့ဝေဖန်မှုတွေကိုသူသိခံစားနေလို့ကျွန်တော်မရဘူးဆိုတော့ခံအောင် United မှာဆိုလို့ချင်းခေါင်းကြီးတို့ market stretch ဖို့တို့ look show တို့ကရည်တာပေါ့ဒီကောင်ဝေဖန်ခံရနေဆိုတာဟုတ်တယ်မလားဆိုတော့ခေါင်းကြီးကတော့ lesson တွေပေးကုန်ပြီနော်မင်းမှန်မှန်ကန်ကန် lesson ယူနိုင်ဖို့ပဲ Andre Onana တို့ကတော့ အဲဘိုင်နန်ကကောင်းနေပြတဲ့တပွဲတည်းကြည့်လို့မရဘူးတဲ့ FA Pla တော့ကလည်းတဲ့အာကြီးကိုသူကောင်းလို့နိုင်ကြတာတဲ့နော်ဦးနနာကိုနေရာပေးကြည့်ပါလားတဲ့နော်ဘိုင်နန်ကတော့ကျွန်တော်ဟိုကောင်းနေဆိုတာမျိုးကတကယ်တမ်းကောင်းနေဆိုတာဂိုးသမားယူနိုက်တက်မှာမရှိပါဘူးယူနိုက်တက်မှာဂိုးသမားကောင်းကျွန်တော်မရှိဘူးကျွန်တော်ပြောချင်တာကရှင်းရှင်းလေးပဲကြည့်လိုက်ကျွန်တော်လက်ရှိဒါကျွန်တော်ဦးနနာကိုပူပူကြိုက်လို့ကျွန်တော်ပြောတာမဟုတ်ဘူးဘိုင်နန်ကကောင်းပါတယ်ဆိုတာဘာဝင်ကြည့်ပြောတာလဲသိရမလားဂိုးသမားကောင်းတယောက်ဟုတ်မနေဘူးဗျာဂိုးသမားကောင်းတယောက်ဆိုလို့ရှိရင်လက်ရှိအသင်းမှာနေရာမရတဲ့အကြောင်းမရှိဘူးဘာလို့လဲ ဘာလို့လဲဆိုတော့ဒီလောက်စုပ်ပြတ်တတ်တဲ့ဦးနန္ဒလို့ဂိုသမားရှိနေတဲ့အချိန်မှာဘိုင်နာနေရမရဘူးဘိုင်နာနေရမရဘူးဆိုတော့နော်လက်ရှိဦးနန္ဒကိုခေါ်ခဲ့တာ MO တွေမဟုတ်ဘူးဆိုတော့ MO တွေဘက်ကကြည့်ရင်ဘိုင်နာကောင်းရင်ဘိုင်နာသုံးပါပဲဦးနန္ဒကောင်းရင်ဦးနန္ဒသုံးပါပဲဒီလားဆိုတော့ဟိုတူတကီလက်ရွေးစင်ကိုကျွန်တော်ကြည့်ပြဒီကောင်ဘယ်နီမန်းကိုမသိဘူးမင်းဒီကဂိုသမားကောင်းဆိုလို့ချင်းတူတကီလိုနိုင်ငံလေးမှာလက်ရွေးစင်တင်မင်းဂိုသမားနေရရတာပေါ့ဖီနာပါဂျီမာတော့ငါရောဘယ်မှာပွဲထုတ်ခွင့်သိတယ်မလားနော် first line နဲ့မှာအမြင်နဲ့ရခဲ့ဘူးလို့လေတကယ်ကျွန်တော်ကြည့်ကြည့်ရရင် ယူနိုက်တက်ကိုမရောက်ခင်ကတည်းက second choice keeper ဖြစ်ဖြစ်နေတာဂိုးသမားကောင်းတယောက်မှမဟုတ်ဘူးဗျာသိလားဆိုတော့အသင်းမှာဂိုးသမားကောင်းဆိုတာမရှိဘူးနော်ကောင်းနေဆိုတဲ့ကိုသမားမရှိဘူးဗျာဒီလားနော်ဘလို့ပြောမလို့ညံ့တဲ့ကိုသမားတွေနဲ့မှာထိုးထွက်ထောင်နေအောင်လာပဲရှိတာဆိုတော့ဟိုဘလို့ပြောမလို့တပွဲတည်းနဲ့ဆုံးဖြတ်လို့မရဘူးဆိုတာမျိုးကတော့ဒါမှန်ပါတယ်သို့တော်လည်းပဲကျွန်တော်တို့ကဘိုင်နာကိုတပွဲတည်းနဲ့ဆုံးဖြတ်ကြတာမို့ဘိုင်နာရဲ့ career တစ်လျှောက်မှာတည်တယ်မလားဒါမျိုးဟိုဖြစ်ခဲ့တဲ့အရာမျိုးရှိမှမရှိတာကြည့်ရမလားနော်ဆိုတော့ဒါကြောင့်ဦးနှနာလူမျိုးတိုင်ပက်နေပါတယ်ဆိုတဲ့ကိုသမားရှိတာတော့မှဘိုင်နာကြော်ပြီးတော့နေရမရဘူး ဒါကစကားအများကြီးပြောတယ်ဗျာဒီလည်းစကားအများကြီးပြောတယ်နော်နီးပြားကအရစ်တန်ဟာမဟုတ်တော့ဘူးအမ်မိုရင်ဗျာအမ်မိုရင်ဟာပူကောင်းနေဆိုတဲ့သူကိုတုံးမှာပဲနော်ပူကောင်းနေဆိုတဲ့သူကိုကျွန်တော်တို့တုံးမှာပဲနေရာပေးမှာပဲနော်ဆိုတော့အခုလက်ရှိကျွန်တော်တို့နေတဲ့ဒါဟိုဘယ်လိုပြောမလို့ကက်စမဲရိုတို့ကျွန်တော်တို့ဒါဥကာဒီတို့တော့ကျွန်တော်တို့ကြည်ပါလားအရင်တော့ကက်စမဲရိုနေရာကိုမရဘူးလေအခုလက်ရှိသူကက်စမဲရိုကိုဘယ်လိုတုံးရမလဲလဲသိလားရောဒုတိယပိုင်းကြီးဘာတွေမှာမထုတ်တော့မထုတ်ဘူးသိလားအဲနော်ဥကာဒီတို့ဘာလို့ပဲကျွန်တော်တို့ထုတ်တာအဝါကဲထိတိမထိတိဒါမျိုးတွေကျွန်တော်ဖြစ်လာပြီ ကျွန်တော် editor ဟာမဟုတ်တော့ဘူးပြသည်ရမယ်နော်ဆိုတော့ဟိုဘယ်လိုပြောမလဲအဲအကြောင်အတင်းမှာဂူသမားကောင်းမရှိဘူးနော်ကောင်းအိုဆုတ်ပါတယ်ဆိုတော့ဂူသမားတွေကြားထဲမှာကျွန်တော်တို့ကဘသူကောင်းလို့ဟိုလူကောင်းလို့နဲ့ကျွန်တော်တို့ကတုံးနေရတာပဲကျွန်တော်ရှိတာပြသည်လားဂူသမားကောင်းဆိုလို့ချင်းကျွန်တော်တို့အနေနဲ့ဒါဟိုရွေးဟိုဘယ်လိုပြောလို့နော်ပြောနေကြတော့မလို့အမှားတော့မင်းအီဒါဇန်လည်းမှားတာပဲဟုတ်တယ်မလို့နော်အလီဆန်ဘတ်ကလည်းမှားတာပဲနူဝါလည်းမှားတာပဲကော်တူဝါလည်းမှားတာပဲ เนาะဘသူဂိုးသမားတွေတွေမဟုတ်ဘသူ ਨੇ ဘသူမဲ့တော့အမားနဲ့တော့မကင်းဘူးပေါ့ဗျာကြိုက်တဲ့ကစားမကိုထောက်ပြအမားတွေချက်ချင်းထောက်ပြလို့ရတယ်သိတယ်မလားသို့တော့ကစားမတွေက second choice ကစားမဖြစ်နေတဲ့ဆိုတဲ့ကမင်းဒါစကားအများကြီးပြောပြီးသားဗျာကောင်းတယ်ဆိုတဲ့ကောင်နေရာမရစရာအကြောင်းကိုမရှိဘူးဟုတ်တယ်မလားเนาะသူထားပါဒါကတော့လက်ရှိ Harry Maguire ကတော့ဗောနောကျွန်တော်တို့ဒါပြန်ပြီးတော့ဗောနော lesson တွေပြီးသွားတယ်เนาะ Andre Unana ကိုဆိုတော့လေ့ကျင့်ရင်ခွင့်မှာဆိုလို့ရှိရင်လည်းဦးနနာကိုကျွန်တော်တွေ့ရတာပြုံးပြုံးရှင်ရှင်မှာပဲတက်လာတဲ့ပုံနေရเนาะပြုံးပြုံးရှင်ရှင်ပဲဒါအပြင်အာမတ်ကလည်း အဲလေ့ကျင့်ငန်းတော့ပြန်ပြီးတော့ဆင်းနေပြီဂရုနဲ့တော့မဟုတ်သေးဘူးသူတယောက်တည်းပေါ့နော်ဒါပုံနေရပေါ့ဒါပေမဲ့လို့ MOD ပြောတယ်လို့ပဲအာမတ်ကိုတော့ဒီလကျွန်တော်ဒါ AB လမှာပြန်တွေ့ရမယ့်အခြေအနေမျိုးမရှိသေးဘူးကစားတာဆိုတော့ဒါကလည်းရှိအသင်းရဲ့ပေါ့နော်ဒါ press conference နဲ့ပတ်သက်လို့နီးပြ MOD ပြောခဲ့တဲ့အကြောင်းအရာတွေပေါ့လေဆိုတော့ဒီထဲမှာညီကလို့စစ်မသားဖို့ကောင်းတဲ့အကြောင်းအရာတွေပါသွားလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ဆိုတော့ဒါကျွန်တော်ကြည့်နေကြတဲ့ညီကလေးလေး400နီးပါးရှိပါတယ်တယောက်ချင်းစီတန်းကိုခြေသီးများရေးတင်ပါတယ်ခုနကပြောသလိုပဲ အာဆင်နယ်ဘက်ကကျွန်တော်လောက်အောင်မတော်ပြင်းနေတာမန်နေပြောလို့ရှိရင်တိုက်ပြီးတော့လေအာမခံကြံကမပေးနိုင်ဘူးသူပြင်းတော်ပြင်းနေပြသည်လားကိုအသင်းမဟုတ်လို့ရှိရင်မင်းလုံးဝ energy ကရှိကိုမရှိဘူးအဲမဲ့လို့ဝက်ချန်လောက်လုပ်ပြတယ်ဆိုလို့ရှိရင်နိုင်ဝက်မိနစ်20တော့ကျူပြီးတော့ schedule လုပ်လို့ရှိတယ်ဗောနော link နေပါလေ Facebook Football Match Page မှာကျွန်တော် share လေးရှိတယ်ဆိုတော့အဲ့မှာကျွန်တော်ပြန်ပြီးတော့တွေးကြပါမယ်ကြီးကျူပါပြီးတဲ့ညီကများလုံးကိုကျေးဇူးများကြီးပါတယ်